ဘိုင်းအန်ဘူးမိုဂျရင်ဆန်တိုရိုနဲ့ပတ်သက်ပြီးတော့တည်င်းအမျိုးမျိုးကျော်ခွက်နေတယ်။ဒီပုံမှာကျွန်တော်ဘယ်တည်င်းကမှန်တယ်လဲဘယ်တည်င်းကမှားတယ်လဲဒါတွေကိုဒီဗီဒီယိုမှာဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပေါ်မယုတ်ကစားဖို့အတွက်စိတ်ချရတဲ့ website တခုရှာနေရဆိုလို့ရှိရင်တော့ mail ပဲရှိပါလေ။ mail ပါဆိုလို့ရှိရင် one is pet လို့ပဲ oran account ဖွင့် oran ငွေသွင်းငွေထုတ်ပြီးလောနေတာဖြစ်ပြီးတော့ account ဖွင့်မယ်ဆိုလို့ရှိရင် promo code 999ကိုအသုံးပြုပြီးတော့ 100% bonus ကိုလည်းရယူနိုင်ပါပြီ။အသေးလေးကိုတော့ first comment မှာချပေးထားတဲ့ Telegram channel နဲ့ Viber number တည်ရနေပြီးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါခင်ဗျာ။အားလုံးမိပါပါ။ The United Main YouTube channel နေပြီးအားလုံးကိုကျေးဇူးပါတယ်။ဒီနေ့ကျွန်တော်တို့ဒီ20ခွဲနေနောက်ဆုံးရထားတဲ့ United ကျွန်တော်ကြောင်းရွှေ့သတင်းတွေကိုဒီဗီဒီယိုမှာဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးစလိုက်အောင်မနော်ကျောပထမဆုံးကျောဒီဆန်ချိုတို့အမ်ပူမိုးနဲ့ပတ်သက်ပြီးကျောမပြောခင်အရင်ဆုံးကျောတို့ဒီတရင်အတူဆန်လေးတွေကျောတို့ပြင်းပြီပေါ့အင်္ဂလိပ်ပြင်းပြီကျောပြောပါမယ်အဓိကကျောဘာလဲဆိုလို့ရှိရင် အဲတော်မီတန်ပေါ့တော်မီတန်ကျတော့အသင်းအသက် choice ကိုယ်မှဖြစ်တဲ့တော်မီတန်ဆိုလို့ရှိရင်အသင်းမှာကျွန်တော်တို့အဲဒီဘာလို့စာချုပ်တစ်တည်းကျွန်တော်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်တို့ဒီအဲဒီဘာလို့ကျွန်တော်တို့ဒီ Avizero Manolo ကိုယ်တိုင်ကျွန်တော်လုံးဝ confirm ထားတာတည်းတည်းကြောင့်လို့တော်မီတန်ကကျွန်တော်အသင်းမှာထပ်ပြီးတော့ကျွန်တော်ရှိပါမယ်တော်မီတန်ဒီအဲဒီဘာလို့ကျွန်တော်တို့ဒီ goal founder ဘာညာဆိုတာတဲ့အသင်းရဲ့ကျွန်တော် dressing room မှာတကယ်ကိုကျွန်တော် influence ဖြစ်ပြီးတော့ character count ရှိတဲ့အဲဒီဘာလို့ကျွန်တော်တို့ဒီအဲကတ္တမတရားအဖြစ်အသင်းဘက်ကကျွန်တော်မြင်ထားတယ်ဆိုတော့ဒီလိုကြောင့်မလို့သူ့ကိုကျွန်တော်တို့ အဲဒီ dressing room ကဏ္ဍဒီမှာကျွန်တော်ပအဝင်ကူညီပေးဖို့နီးပြကိုကျွန်တော်ပအဝင်ကူညီပေးဖို့အတွက်ဒီဘာနော်အော်တိုမီတန်ကိုကျွန်တော်ဆက်ထားတဲ့သဘောမျိုးပါတကယ်တကယ်ကိုးပန်းနံပါတ်ညာကတော့ကျွန်တော်တို့ဒီရာသီချေသန်းပွဲနေမှာပဲသူကျွန်တော်မြင်ရမယ်ချင်းပြတကယ်ဖန်တော်လည်းဘာမှအဲလုံလောက်လောက် quality ရှိတဲ့တာသမားမျိုးတော့မဟုတ်ပါဘူးဆိုတော့တော်မီတန်ကကျွန်တော်အသင်းမှာဒီဘာနော်ကျွန်တော်ဒီ dressing room ကဏ္ဍလေးအတွက်ဆက်ပြီးတော့ကျွန်တော်တို့ဒီတရားသီကျွန်တော်စာပြုတ်ထပ်ပြီးဆိုဆိုတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီ rumors တစ်ခုနဲ့ကျွန်တော် ောကြည့်ကြတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်အဲ PSG တင်းရဲ့ကျော် Zion Emery နဲ့ပတ်သက်ပြီးတော့ပါတော့ဒီအခုလက်ရှိကျော် TikTok ကနေမျိုးပေါ်ပြထားနေတယ်မှာဆိုလို့ရှိရင် Manchester United ကရော PSG ရဲ့အဲဒီဘာလဲကျော်ဒီ Queen League ကစားသမားပေါ့နော် Queen League ကစားသမားတစ်ယောက်ဖြစ်တဲ့ဒီ Zion Emery အသက်19နှစ်ရွယ် Zion Emery နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီအပြောင်းအရွှေ့လှူရှားမှုနေသားတွေကိုကျွန်တော်တို့ PSG ဘက်ကိုကျွန်တော်ဆွေးနွေးနေတာမျိုးတွေတင်းနေကြမှုစုံစမ်းနေတာမျိုးကျွန်တော်ရှိတယ်ပေါ့နော်ပြီးတော့ဒီအပြောင်းအရွှေ့ကဘယ်လိုမျိုးဆိုရင်ဖြစ်နိုင်မလဲပေါ့ အာဘယ်လောက်ဆိုရင်ရနိုင်မလဲတို့ပါတို့ဒီလိုမျိုးကြီးကျွန်တော်စုံစမ်းနေရဆိုပြီးတော့ team talk ကနေပြီးတော့ဖော်ပြလာခဲ့တယ်။သူ့နေရာမှာကျွန်တော်ဖော်ပြသေးတယ်။ကျန်တဲ့နေရာဘယ်နေရာမှာကြောင့်ကျွန်တော်မဖော်ပြသေးဘူးပေါ့နော်။ဆိုတော့ဦးမနုလည်းကျွန်တော်မပြောသေးဘူး။ Florian Lebach လည်းမပြောသေးဘူး။ David Austin ကမပြောသေးဘူးဆိုတော့အဲဒီတဲ့င်းကကျွန်တော်အများကြီးကျွန်တော်တို့ဒီပေါ့နော်။ဟိုစိတ်ချရတဲ့ဆက်မရှိဘူးပေါ့နော်။ဆိုတော့ rumors အစ်စ်မဲ့ကျွန်တော်ရှိပါသေးတယ်။ဆိုတော့အတင်းမကကျွန်တော်ဝင်းနေကစားသမားကလိုနေဒီနေရာမှာကျွန်တော်တို့ဒီ Zion Emery လိုမျိုး အဲဒီပေါ်တော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရာသီမှာလုံးဝနေရာရသလောက်အခုဒီရာသီမှာတို့လို့ရှိရင်ဂျောင်းနီဗက်စပီဒင်ညာဖာဘီယာရူဝီစတိုကိုမကျော်နိုင်တဲ့အနေထားမှာတို့လို့ရှိရင်နေရာပြောက်လာတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တဲ့အနေထားမှာအတင်းကကွင်းနဲ့လိုရယ် PSG ကဒီပေါ်တော့ကျွန်တော်တို့ဒီနေရာမရတဲ့ကစားသမားနဲ့တရင်ထွက်တဲ့ဒါပါပဲဒီချက်ဒီချက်ကျွန်တော်ပို့ရလို့ကျွန်တော်ထင်မှာเนาะဇာတ်အမီနဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်ဒီကစားသမားဖြစ်တယ်လေပုံမစိုးဘူးเนาะကျွန်တော်သဘောကျတယ်ဒါပေမဲ့ အဲဒီဘာလို့သူ့မှာကျွန်တော်အားနေချက်ဆိုလို့ကျွန်တော်ဒီလွန်လာဆိုလို့ရှိရင် AVA JS တွေမှာမကောင်းဘူးပေါ့နော်သူကတော့ကျွန်တော်ဒီ defensive action တွေလည်းကောင်းတယ်ပြီးလို့ရှိရင် ball carry တွေလည်းကောင်းတယ်အဲ passing တွေလည်းကျွန်တော် pass accuracy လည်းအရင်နှစ်နဲ့ player တယောက်ဖြစ်တယ်အသက်ကလည်းကျွန်တော်16နှစ်ပဲရှိသေးတယ်ပေါ့နော်ဒါပဲကြောဒီအသက်19နှစ်ဆိုတဲ့အနေထားပြီးရင်ကျွန်တော်စာချုပ်ကလည်း19နှစ်ကျွန်တော်ရှိရဲအသက်ကလည်းကျွန်တော်19နှစ်အဲ quality အတိုင်းအတာတစ်ခုရှိတဲ့ကစားသမားတယောက်ဖြစ်တယ်ဆိုတော့ဒီလိုချင်းနေမျိုးဆိုလို့ရှိရင်တော့တေချာပါဆိုလို့ ဈေးကြီးပေးပြီးတော့ခွာမှာပါဆိုတော့ဒီလိုနေသားမျိုးမှာနေတဲ့လူမျိုးကျွန်တော်ဒီ budget limit ဖြစ်နေတဲ့အဲဒီပေါ့နော်အတင်းအနေနဲ့ဆိုလို့ရှိရင်နော်ဒီပြောင်းရွှေ့ကကျွန်တော်တို့ဒီပေါ့နော်မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ brother တို့ရောဇန်အမီနဲ့ပတ်သက်ပြီးတော့ Manchester United လက်တဲ့ပြောင်းရွှေ့နေသားမှာဆိုလို့ရှိရင်ဖြစ်နိုင်တယ်လို့ထင်ကြတာပုံမှန်မှာဆွေးနွေးပြီးတော့ပါဆိုတော့ကျွန်တော်တို့ဒီပထမအဆုံးဂျေဒန်ဆန်ချိုနဲ့ပတ်သက်ပြီးကျွန်တော်ပြောပါမယ်ဂျေဒန်ဆန်ချိုနဲ့ပတ်သက်ပြီးတော့အခုနောက်ပိုင်းကျွန်တော် report မှာဆိုလို့ရှိရင်ဂျေဒန်ဆန်ချိုနဲ့ဖီနာမာဂျီကိစ္စပါနော် ပညာဝစီဘက်ကနေပြီးတော့ဂျီလန်ဆန်ချိုရဲ့အပြောင်းရွှေ့မှာအဲဒီဘာလို့ကျွန်တော်တို့ဒီကစားသမားဖြစ်သူနဲ့ကျွန်တော်ဆွေးနွေးတာမျိုးတွေပြီးလို့ရှိရင်ကျွန်တော်ဒီမန်ချက်စတာနဲ့လည်းဆွေးနွေးတာမျိုးတွေရှိနေပြီးဆိုပြီးတော့တင်းနေကြတော့တော်တော်လေးကိုကျွန်တော်ထွက်လာတယ်။မော်ကြီးရဲ့ဖီနာမာဂျီယာဆိုလို့ရှိရင်ဖာဘီโซရိုမန်နိုရဲ့ကျွန်တော် confirm ချက်အရာဆိုရင်အဲဒီအခုလက်ရှိနေသားမှာဂျီလန်ဆန်ချိုနဲ့ပတ်သက်ပြီးတော့သူတို့ လုံးဝကျွန်တော်တို့ဒီဘယ်နော်စိတ်ဝင်စားနေခြင်းလည်းမရှိဘူးပြီးတော့ကျွန်တော်တို့ဒီချိန်ဆက်တာမျိုးတွေဆက်သွဲတာမျိုးတွေညီတိုင်းတာမျိုးတွေဘာမှမတော်မရှိနေဘူးပေါ့နော်လက်ရှိကျွန်တော်တို့ဒီ Fina Bachi ရဲ့ဦးစားပေးပြစ်မှတ်သည့် NASA ရဲ့ Joint Director ဖြစ်တဲ့ Joint Director ကိုခေါ်ဖို့အတွက်သူတို့တော်တော်လေးကိုအလုရှုပ်နေတယ်ဆိုတော့ဒီဆက်ကျွန်တော်ပတ်သက်ပြီးတော့တို့တို့လုံးဝစိတ်မဝင်ပါဘူးဆိုတဲ့ပုံစံမျိုးမှာကျွန်တော်ရှိပါတယ်ဆိုတော့ Fina Bachi နဲ့အဲဒီ General Center ကိစ္စကကျွန်တော်တို့မေးလိုက်လို့ရပြီဒါကိုလည်းကျွန်တော် Facebook မှာ confirm ထားတယ်ဆိုတော့ အဲဒီပေါ့နော်ကျွန်တော်ဒီနောက်ထပ်ကျွန်တော်သတင်းတပုတ်ချင်းနဲ့ Central နဲ့ဆက်ဆက်ပြီးတော့သတင်းတပုတ်ကျွန်တော်ဒီ Metro ကနေပြီးတော့ခေါ်ပြထားတဲ့သတင်းမှာဆိုလို့ရှိရင် Napoli နဲ့ Juventus ဟာဆိုလို့ရှိရင် Manchester United ရဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ Julian Sancho ရဲ့အပြောင်းရွှေ့အတွက်ပေါင်25သန်း United သတ်မှတ်ထားတဲ့ပေါင်25သန်းကိုပေးဖို့အတွက်လုံးဝကျွန်တော်ဆန္ဒရှိတယ်။ဒါပေမဲ့လည်းပဲဒီပေါ့နော်ကျွန်တော်ဒီကစားသမားဖြစ်သူရဲ့လောက်ခလာစာကိုတော့ပေးချင်နိုင်တဲ့ကြောင်းမရှိဘူးပေါ့နော်။ဆိုတော့ အဲဒီပြဿနာကျွန်တော်တို့ရှေ့မှာလည်းတော့တောက်လျှောက်တက်နေတာကျွန်တော်တို့ဒီဘောနော်တောင်းရှိသေးကိုကျွန်တော်ညားတယ်ပါညာဆိုပေမဲ့လည်းပေါင်25တန်းတော့ဒီအခုလက်ရှိတရင်အရာဆိုလို့ရှိရင်ပေါင်25တန်းတော့နာပိုလီကြီးလို့ဂျူပီနက်စ်တူကကျွန်တော်ပြီးကျင်တယ်ဒါပေမဲ့ဂရန်ဒမိုင်းလောက်ခလာစားကိုတော့အဲပြီးချေလို့စေကျွန်တော်လုံးဝမရှိဘူးပါနော်ဆိုတော့ဆန်ချိုအသင်းပြောင်းမယ်ဆိုလို့ရှိရင်တော့ဒီဂျာဘောက်ဆိုဆိုသူလမ်းတာကိုကျွန်တော် short ယူမှရမယ်ဒီပုံစံနဲ့ကျွန်တော်ဆက်သွားလို့မဖြစ်ဘူးအဲ့လို့ဆိုတော့ဒီပုံစံနဲ့ဆက်သွားမယ်ဆိုလို့ရှိရင်သူ့အနေနဲ့အဲကျွန်တော်အသင်းမှကျွန်တော်လာပြီးတော့ပြန်တောင်း တောင်းတင်မဲ့ခြေအနေမှာကျွန်တော်ရှိနေတော့မယ်။အဲ့ရှိကျွန်တော်တို့ဒီ Chelsea နဲ့ကိစ္စကိုကျွန်တော်ကြည့်မြင်နိုင်တယ်။ကစားသမားခေတ်စုရဲ့ဘက်ကဒီ salary demand ကိုလုံးဝကျွန်တော် short ချမပေးခြင်းနဲ့အခြေအနေမှာကျွန်တော်ရှိနေတယ်။ဆိုတော့ဒီလက်ကြောင့်မလို့ Jadon Sancho ရဲ့အပြောင်းရွှေ့ကကျွန်တော်ဒီဘက်အတင်းဘက်ကကျွန်တော်ဦးစားပေးလုံးဝကျွန်တော်တရားပေါက်ရောင်းချင်တာ။ဒါပေမဲ့ level ပြောင်းရွှေ့ကြီးကပြဿနာမဟုတ်ဘဲနဲ့ကစားသမားဖြစ်သူရဲ့လောက်ခလာစာကအဒီပါနော်ဒီကစားသမားကိုကျွန်တော်ရောင်းချရမှာတော်တော်လေးအတားအဆီးဖြစ်နေတဲ့ခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဆန်ချိုရဲ့အပြောင်းရွှေ့က အတိကြပေါ့ဒီရဒီမှာဖြစ်ဖြစ်မှကိုကျွန်တော်ရမယ်နောက်တက်ကြောအငားတက်ချလို့မရတော့ဘူးစာရုပ်ကကျွန်တော်ကုံတော့မယ်ဆိုတော့ဒီတက်ကြောင်းမလို့ဒီရဒီမှာတော့တေချာပေါ့ဆိုဆိုရောင်းရမယ်ဒါပေမဲ့လည်းပဲကလားမဖြစ်သူဘက်ကလောက်ခလာတာကျွန်တော်ရှွ့ယူရမယ်အဲအချိန်ဒီမှာကျွန်တော်ရှိနေတယ်သူရှွ့ယူမှသာအတင်းမကကျွန်တော်လက်လွတ်နိုင်မယ်အချိန်ဒီမျိုးကျွန်တော်ဖြစ်နေပါတယ်ဆိုတော့အဲဘယ်အတင်းကိုရောက်သွားမလဲဘလို့ဘလို့ပုံစံမျိုးနဲ့ကျွန်တော်အပြောင်းရွှေ့တွေဖြစ်သွားမလဲဆိုတော့ကျွန်တော်ဆက်ပြီးအဆောင်ကြီးရမယ်တေချာပေါ့ကတော့အပြီးတက်ကျွန်တော်လက်လွတ်မှကိုဖြစ်ပါမယ်ကျင်းဆက်လို့ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီ brand ambu moon နဲ့ပတ်သက်ပြီးတော့အာ ကျွန်တော်တို့ဒီပေါ့နော်ဤသာမယ်ကျွန်တော်ဒီကျွန်တော်ညကဗီဒီယိုလုပ်ပြီးဘာညာကျွန်တော်တင်ပြီးတော့ပေါ့နော်တင်ပြီးတော့ကျွန်တော်အိတ်တော့မယ်ဆိုတော့ဒီနေ့ပိုင်းကျွန်တော်တက်ကြည့်တော့ Sky Sport ကနေပြီးတော့ Brian Ambu မို့ရဲ့မဒီပေါ့နော် Ambu ဘောအတွက်ကျွန်တော်ဒီ Manchester United ဘက်ကနေဒုတိယကြိမ်ကန်လန်ခဲ့တဲ့ကန်လန်မှုကို Brentford ဘက်ကပယ်ချလိုက်တယ်ဆိုပြီးတော့တတင်းကကျွန်တော်တတ်လာတယ်ဟာဟုတ်လားဘယ်လိုကြီးလဲပေါ့ အကူအရှိမှာကျွန်တော်တို့ဒီပြည်နိုင်နေတဲ့ဘာညာပေါ့နော် AC ပဲနေလို့ရတယ်ဘာညာဆိုပြီးကိုကပြောပြင်မယ်ဒီလိုကြီးတင်းနဲ့တက်လာတက်လာဟာဟိုဘောဟူလာပေါ့ဘယ်လိုလဲပေါ့ကျွန်တဲ့လူတွေရောဘာတင်ညနေပေါ့နော်ဘုံမလို့တို့ဘာတင်လဲဘာညာကြောင်လိုက်ကြည့်ရပေါ့နော်လိုက်ကြည့်ရအနေထားမှာအဲဒီ David Austin ကတော့ तू တင်တော့တင်တယ်ဒါပေမဲ့ तू တင်တဲ့ theme မှာ Brandford ညင်းနေဆိုတော့လုံးဝမပါဆိုတော့ဒီသတင်းကကျွန်တော်တို့ဒါသတင်းမှလို့ကျွန်တော်ပြောလို့ရတယ်ဒါအပြင်ကျွန်တော် Fabrizio Romano ကသူ့ရဲ့ကျွန်တော် YouTube မှာသူပြောထားတဲ့အနေထားမှာဆိုလို့ရှိရင် ဒီပါလား brand အမှုမှုရဲ့ကြောင့်အပြောင်းအရွှေ့အသွက်ခင်ဗျားတို့အားလုံး relax လုပ်ထားလို့ရတယ်တရှိနေသားမှာသလို့ရှိရင်ကျွန်တော်တို့ဒီအဒီပါလို့သူသူ့အနေနဲ့လုံးဝကျွန်တော်ဒီလိုမျိုး brand ဟုတ်ဘက်ကငင်းလိုက်တယ်ဆိုတာမျိုးတွေဒီလုံးဝကျွန်တော်ကြားထားရမှာမရှိဘူးဆိုတော့အဲဒီအမှုမှုရဲ့အပြောင်းအရွှေ့အသွက်ဒီပါတော့ကျွန်တော်အသင်းနှစ်သင်းကြားမှာလုံးဝကျွန်တော်တို့ဒီအဲဆက်ပြီးတော့ကျွန်တော်ကစားစကားပြောဆိုမှုကျွန်တော်ရှိနေတော့မယ်ဥပမာထားပါတော့ဒီနေ့ကျွန်တော်သဘောတူညီမှုမရဘူးဆိုလို့ရှိရင်နောက်နေ့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးမယ် နောက်နေ့ဆက်ပြီးတော့သဘောတူညီများလေးကိုဆိုလို့ရှိရင်နောက်နေ့ညဆက်ပြီးတော့ဆွေးနွေးမယ်ဒီလိုပုံစံမျိုးအဲဒီပေါ်တော့ကျွန်တော်တို့ဒီကလပ်နှစ်ခုကြားမှာအတုပ်ဆောင်နေတဲ့ခြေနေမျိုးဖြစ်တယ်။ကစားသမားခေတ္တဘက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝစိတ်ပူစရာမရှိဘူး။သူ့အနေနဲ့ကျွန်တော် Manchester United နဲ့ဒီကျွန်တော်တို့ဒီနံပါတ်1 Manchester United နဲ့ဒီနံပါတ်2 Manchester United နဲ့ဒီနံပါတ်3ဒီလိုအခြေအနေမျိုးကျွန်တော်ဖြစ်တယ်။ဆိုတော့ United ဒီလုံးဝဦးစားမေးသူ့ကိုကျွန်တော်ဘယ်သိမ်းမဲ့လာကန်းလန်းကန်းလန်းဘယ်သိမ်းလို့မှသူမသွားတော့ဘူး။ United ကိုပဲသူတေချာပေါ့သွားမယ်ဆိုတာကို Brentford ကိုလည်းပြောပြီးသား United ကိုလည်းပြောပြီးသား ီဘက်ကကျွန်တော်သတင်းထွက်တဲ့ဒီ Tonya Hotspur ကိုလည်းကျွန်တော်ရှင်းရှင်းလေးနဲ့ကျွန်တော်ပြောထားပြီးသားဆိုတော့ Spa ဘက်ကလည်းကျွန်တော်လုံးဝမလိုက်တော့ Tradition Glution နေမျိုးချုံဖြစ်နေရဖြစ်တဲ့ကြောင့်မို့ကို့မှာကျွန်တော်အားသာကြတယ်အားရရှိတယ်လူနေသားမျိုးမှာကျွန်တော်တို့ဒီနောက်ဆုံးဒုတိယအကြိမ်ကျွန်တော်ကန်လန်ခဲ့တယ်ဒီဘာလာကျွန်တော်ဒီပေါင်တန်း60ကျော်ဆိုတဲ့ပမာဏတစ်ခုနဲ့အဲဒီသဘောတူညီမှုရဖို့တော့အတင်းဘက်ကတော့ဆွေးနွေးနေတယ်ဒါမှမဟုတ်ကျွန်တော်ဒီကျွန်တော်မနေ့က report လုပ်ခဲ့သလိုပဲဒီဒီအမ်ဘူးမူရဲ့ကြောင့်အကြောင်းရှိတော့အခုလက်ရှိအဓိကဆွေးနွေးနေကြတဲ့အကြောင်းအရာဒီ အဲပြောင်းရွှေ့ကြီးဆိုတာတက်ကြတော့ဒီပေါ့နော် payment structure ကိုအဓိကကျွန်တော်ဆွေးနွေးနေကြတယ်ဒီ deal structure ကိုအဓိကဆွေးနွေးနေကြဖြစ်တယ်မှာကျွန်တော်ဒီဒီကစားသမားရဲ့ကျွန်တော်ဒီပြောင်းရွှေ့ကြီးကိုကျွန်တော်တို့လောက်လောက်တော့ကျွန်တော်ပေးတာ okay initial ကိုကျွန်တော်တို့ဘယ်လိုပေးမလဲဘယ်လောက် installment ဆိုလို့ရှိရင်ဘယ်နှစ်ကျွန်တော်တို့ installment နဲ့ပေးမလဲ add-ons တွေကိုဘယ်လိုပေးမလဲ add-ons မှာဆိုလို့ရှိရင်အဲဘယ်လို add-ons မျိုးတွေကျွန်တော်တို့ထည့်မလဲနော်ဥပမာထားပါတော့ကျွန်တော်တို့ဒီ premium လေးရမှာတော့ပါတော့အဲဒါပြလို့ရှိရင်124ဝင်မှာတော့ 90အတွင်းမှာတော့အဲဒီလိုပုံစံမျိုးတွေကျွန်တော်တို့ဒီ addons တွေအဲဘေး addons တွေမှာဘယ်လို themes ပါမျိုးတွေအဓိကကျွန်တော်ဒီလိုမျိုး dealing structure ကိုဆွေးနွေးနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုပြီးတော့ normal လို့ကျွန်တော်ပြန်ပြီး confirm ထားတယ်ဆိုတော့ Brian Ambumo ရဲ့ကျွန်တော်အပြောင်းရွှေ့အတွက်ဒီ Manchester United ရဲ့ဒုတိယအခြေခံလမ်းမှုကို Brentford ဘက်ကပေးချရင်ဆိုတော့ဒီတင်းကတုံးသွားမဟုတ်ပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြည်သက်တွေအနေနဲ့ဒီပြောင်းရွှေ့နေပတ်သက်ပြီး relax easy နေလို့ရပါတယ် relax လုပ်ထားလို့ရပါတယ်ဆိုတော့ အဲလက်ရှိကျွန်တော်ဒီ MMO ဘယ်နေ့ရောက်မလဲပဲကျွန်တော်ကြည့်ရမယ်ဒါပေမဲ့အခုလက်ရှိအအသင်းရဲ့နေထားဆိုလို့ရှိရင် brand phone နဲ့အဲသတင်းကြားကျွန်တော်တို့ဒီပေါ့နော်ဒီကစားသမားဖြစ်သူရဲ့ပြောင်းရွှေ့အတွက် dealing structure ကိုအဓိကထားပြီးကျွန်တော်တို့ဆွေးနွေးနေတဲ့အခြေအနေမျိုးကျွန်တော်တို့ဖြစ်ပါဆိုတော့ဒါကတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတွေဖြစ်မှာလဲဆိုတော့ brother တို့ရဘလိုမြင်ကြလဲခုမှမအောင်ရဆွေးနွေးပြီးသားလို့ရပါတယ် tissue အပင်ညီကိုပြောင်းလို့ခြေစင်းရဲ့ဒီမှာနဲ့ channel ကို subscribe မသိသူလို့ရှိရင် subscribe လုပ်ပေးထားကြဖို့အားလုံးတောင်းဆိုပါရခင်ဗျာကျွန်တော်တို့နောက်ထပ် video လာတွေ့ပါမယ်အားပဲကျေးဇူးပါခင်ဗျာ